တရုတ်နိုင်ငံဟာဆယ်စုနှစ်များစွာကြာအောင်တားဆီးလို့မရနိုင်တဲ့စစ်ရေးအင်အားကြီးတစ်ခုဖြစ်သူ့ကိုယ်သူပုံဖော်လာခဲ့တာဖြစ်ပါတယ်။ကြီးမားတဲ့စစ်သည်မောကြီးတွေတိုက်လျင်အုပ်စုကြီးတွေမကုံခန်းနိုင်တဲ့ဒုံးကြီးလက်နက်တိုက်တွေနဲ့အမေရိကန်ပြည်ထောင်စုကတော့စိန်ခေါ်ဖို့အသင့်ဖြစ်နေပြီလို့ယူဆရတဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA တို့ကိုပိုင်ဆိုင်ထားတယ်ဆိုပြီးဂုံယူဝင့်ကြွားခဲ့တာပါ။ဒါပေမဲ့ကမ္ဘာတဝန်းလုံးမှာအခုခါဒီထင်အောင်ထင်မှားပုံရိပ်ကြီးဟာပြိုလဲကျနေတာပြီ။တရုတ်လက်နက်တွေပေါ်မိခိုပြီး သူတို့ရဲ့လုံခြုံရေးကိုလောင်းကျိထက်ခဲ့တဲ့နိုင်ငံတွေဟာအခုဆိုရင်တန်ဖိုးကြီးပေးဆက်နေရတာဖြစ်ပါတယ်။တိုက်လေရင်တွေပြတ်ကြတာ၊ပြန်တန်းတွေတုံးခဲရန်တွေပေါက်ကွဲတာ၊ပုံမှန်လေ့ကျင့်တွေတုံးတင်ကားတွေပေါက်ကွဲကုန်တာတွေဖြစ်နေကြပါတယ်။တကယ်လက်တွေ့ထိတိုက်တွေးမှုတွေမှာဆိုရင်တရုတ်စနစ်တွေကဆိုးဆိုးရွားရွားကြာရှုံးနေရှိပြီးမဟာမိတ်တွေကိုအံအားသင့်ဒေါသထွက်စေခဲ့တာပါ။ဝါရဖြန့်ချိမှုတွေရဲ့နောက်ကွယ်မှာတော့အနှစ်သာရမရှိတဲ့စစ်တပ်တစ်ခုကိုတွေ့ရပါတယ်။အာဟာရမပြည့်ဝတဲ့စစ်သားတွေ၊ရက်စက်ကြမ်းကြုတ်ပေမဲ့ထိရောက်မှုမရှိတဲ့လေ့ကျင့်ရေးတွေ တီထွေမှုအသေးလိုဟန်ဆောင်ထားတဲ့ခိုးယူထားတဲ့နည်းပညာတွေနဲ့အစင်တိုင်းမှာအကျင့်ပြတ်ခြားဆောင်မှုတွေကြောင့်ဆွေးမြင့်နေတဲ့ရေသွေးနှိမ်ပစ္စည်းကရိယာတွေပဲရှိနေတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့တရုတ်နိုင်ငံဟာသူ့ရဲ့လှည့်ပြားမှုအတွက်ပြန်လည်ပေးဆပ်နေရပါပြီ။ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုတွေပြိုလဲနေတဲ့လက်နက်ဈေးကွက်ကြောခိုင်းသွားတဲ့မဟာမိတ်တွေနဲ့တိုက်ပွဲမဆခင်ကတည်းကရှုံးနေနေတဲ့စစ်တပ်တစ်ခုအဖြစ်ရောက်ရှိသွားတာပါ။နှစ်ပေါင်းများသောကြောင့်ပေကျင်းဟာသူ့ရဲ့တိုးချဲ့လာတဲ့လက်နက်တင်ပို့မှုတွေကိုရပ်ဝန်းနဲ့ပိုလမမဟာဗျူဟာရဲ့အဓိကအစိတ်ပိုင်းတစ်ခုဖြစ်ကြော်ညာခဲ့ပါတယ်။ တရုတ်လုံလက်နက်တွေကိုအနောက်နိုင်ငံထုတ်စနစ်တွေရဲ့ကုန်ကျစရိတ်တက်တာတွေအစားထိုးစရာဖြစ်မြင့်တင်ခဲ့ပြီးဖွံ့ဖြိုးတဲ့ကမ္ဘာတဝန်းမှာဩဇာလွှမ်းမိုးဖို့ကိရိယာတွေဖြစ်အသုံးချခဲ့တာဖြစ်ပါတယ်။အာရှတောင်ပိုင်းနဲ့ရှေ့တောင်အာရှအထူးသဖြင့်ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ဟာအဓိကဈေးကွက်တွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တန်မိုးနဲ့ဆက်လက်နဲ့ပစ္စည်းတွေရဲ့ဂရိကွက်တွေဟာမတော်တဆမှုတွေစွမ်းဆောင်ရည်ညံပြင်းမှုတွေနဲ့ပေကျင်းရဲ့အရင်းအနှီးဆုံးမိဖက်တွေကြမှာစိတ်ပြတ်ဒေါသထွက်မှုတွေတိုးပွားလာတွေကသဲ့ဆောင်လာခဲ့တယ်ဆိုတာတပ်တွေထောက်ထားတွေကပြသနေပါတယ်။ ်ဘင်္ဂလားဒေ့ရှ်ရဲ့တွေ့ကြုံကတော့အထူးသဖြင့်ပြည်တင်ရှုတ်ချစရာကောင်းနေပါတယ်၂003ခုနှစ်တုန်းကဒါကာဟာလေတပ်ကိုခေမီအောင်ပြုတ်လို့ဖို့ကြိုးပမ်းနေတဲ့အနေနဲ့တရုတ်ဂျေဆယ်မန်တိုက်လေယာဉ်တွေကိုဝယ်ယူခဲ့ပါတယ်၅နှစ်တွင်ပါတယ်နှစ်စီးပြတ်ကျခဲ့ပြီးလူသေဆုံးမှုတွေဖြစ်ခဲ့ပါတယ်ပေကျင်းကတာဝန်ယူဖို့ငြင်းဆန်ခဲ့တဲ့အတွက်ဘင်္ဂလားဒေ့ရှ်အရာရှိတွေဒေါသထွက်ခဲ့ရပါတယ်ပြဿနာတွေက၂၀15ခုနှစ်မှာတရုတ်လုံ KAW လေ့ကျင့်ရေးဂျက်လင်ရင်16စီထပ်ဖြည့်လိုက်တဲ့အခါပိုဆိုးလာပါတယ်2020ပြည့်နှစ်ရောက်တော့3စီဟာဆူဆူရွရွချွတ်ယွင်းပြီးပြတ်ကျခဲ့ပါတယ် ထိုင်လန်စရာကောင်းတဲ့ဖြစ်ရတစ်ခုမှဆိုရင်လေ့ကျင့်ပြန်တန်းနေတော့လေရင်ပေါ်ကခဲရန်တွေပောက်ကွဲကြတာဖြစ်ပါတယ်။ဒါဟာဘဲခင်မီလေတက်အတွက်မဆိုစဉ်းစားလို့တောင်မရနိုင်တဲ့အန္တရာယ်ပါပဲ။လေလာသူတွေကဘင်္ဂလားဒေ့ရှ်ဟာထောင်ချောက်မိနေပြီလို့သုံးသပ်ကြပါတယ်။ခင်မီအောင်လှုပ်ချင်ပေမဲ့ဘတ်ဂျက်အကန့်အသတ်ရှိနေတာကြောင့်စိတ်မချရတဲ့တရုတ်ပစ္စည်းတွေနဲ့ပဲရှေ့ဆက်နေရတာဖြစ်ပါတယ်။ပေကျင်းရဲ့တမ်မနီညီနောင်လို့ခေါ်တဲ့ပါကစ္စတန်ကလည်းအလားတူဆုပ်ယုပ်မှုတွေခံစားခဲ့ရပါတယ်။၂၀၁၀ခုနှစ်ကနေ၂၀၁၀အတွင်း အစ္စလမ်ဘတ်ဟာ J7 တိုက်လေယာဉ်58စီးနဲ့ FD7 PG လေးချိန်ရဲချက်လေယာဉ်6စီးဝယ်ယူခဲ့ပါတယ်။အ ਨੇ ဆုံးလူသေဆုံးတဲ့တကြမှု၄ချိန်ဖြစ်ပွားခဲ့ပါတယ်။ FD7 PG ဟာလေယာဉ်မှုခန့်မြင်ကွင်းမကောင်းတာနဲ့အနိုင်ပြန်တဲ့အခါထိန်းချုပ်ရခက်ခဲတာတွေကြောင့်လေယာဉ်မှုတွေကကဲ့ရဲခဲ့ကြပါတယ်။အတွေ့အကြုံရင်းနီးပြတွေတောင်မှမလုံခြုံဘူးလို့သတ်မှတ်ခဲ့ကြတာပါ။ဒီခဏနိုင်စံကုံဆုံးသွားတဲ့အချိန်ကတော့မေလမှာအိန္ဒိယနဲ့ထိတိုက်တွေ့ဆုံမှုဖြစ်ပွားတဲ့အချိန်ပါပဲ။တရုတ်ကထောက်ပံ့ပေးထားတဲ့ရေဒါတွေ၊ဒုံးကျည်တွေ၊တိုက်လေယာဉ်တွေစတဲ့ ပါကစ္စတန်ရဲ့စနစ်တွေဟာမိနစ်ပိုင်းအတွင်းမှာပဲပြက်စီးဆုံးရှုံးခဲ့ရပါတယ်။တရုတ်နဲ့ပါကစ္စတန်တို့ရဲ့ပူးပေါင်းထုတ်ကုန်အထင်ကရဖြစ်ကာလရှည်ကြာကြော်ညာလာခဲ့တဲ့ JF-17 Thunder တိုက်လေယာဉ်ဟာချိုယွင်းနေတဲ့အယုတ်လေးလိုမျိုးပြစ်ချဖြက်စီးခံလိုက်ရပါတယ်။ Latest scan တစ်ခုလုံးပြပြဝတ်သွားခဲ့ပေမဲ့ပေကျင်းကဘာမှကာဝယ်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။လေလာသူတွေကတော့ဒီကြာရှုံးမှုကြီးဟာဒီပြည်နာပိုင်းဆိုင်ရာကြာရှုံးမှုတသက်မဟုတ်ပဲစည်ရေးမဟာမိတ်ဖြစ်တရုတ်ရဲ့ဂုံတိတ်ခါကိုအကြီးအကျယ်ထိုးနှက်လိုက်တာလို့ပဲဆိုကြပါတယ်။ တရုတ်ရဲ့အာဏာချုပ်တွေဟာ electronic စစ်ဆင်ရေးမှာလည်းထင်ရှားနေပါတယ်။2022ခုနှစ် American အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကိုလာရောက်လည်ပတ်စဉ်က Beijing ဟာ J16 တိုက်လေယာဉ်တွေနဲ့ Type 055ဖြတ်သိမ်းမော်တွေကိုစေလွှတ်ပြီးသူမရဲ့လေယာဉ်ကိုနောက်ရောင်ခံလိုက်စေခဲ့ပါတယ်။ခဏလေးတွင်မှာပဲ American EL 18 Jin Gorilla လေယာဉ်တွေကနောက်ဆက်ရေးစနစ်ကိုအသုံးပြုပြီးသူတို့ရဲ့ radar တွေကိုပိတ်ပစ်လိုက်ပါတယ်။ Washington ကမျိုးဆက်သစ် ANALG 249ကိုထုတ်လုပ်ဖို့ပြင်ဆင်နေတယ်မှာ တရုတ်အင်ဂျင်နီယာတွေကတော့ American စံနှုန်းရဲ့ဒပိုင်းတစ်စလောက်သာစွမ်းဆောင်ရည်ရှိတဲ့အရေအသွေးနဲ့ radar chips တွေနဲ့ရုံးကန်နေရဆဲဖြစ်ပါတယ်။လေ့ကျင့်ခန်းမှာတော့တရုတ်စနစ်တွေကဒီလောက်လွတ်လွဲပျက်စီးနေရင်တကယ့်တိုက်ပွဲမှာသူတို့ရဲ့ထိရောက်မှုကပိုဆိုးလိမ့်မယ်လို့ကြွမ်းကျင်သူတွေကသတိပေးထားပါတယ်။နီးပညာတိုးတက်မှုကိုပြသဖို့ကြိုးပမ်းမှုတွေဟာလည်းရှက်စရာကောင်းတဲ့အဆုံးသက်တွေနဲ့ကြုံတွေ့ရလိမ့်ရှိပါတယ်။ RSVB ရရှိတွေကိုတရုတ်ပြတဲ့ပွဲတစ်ခုမှာတရုတ်နိုင်ငံထုတ်ဆက်ရုပ်ခွေးတကောင်ဟာစက္ကန့်အနည်းငယ်လမ်းလျှောက်ပြီးတာနဲ့လဲကျသွားခဲ့လို့ ကြည့်ရှုသူတွေစိတ်ပြခဲ့ရပါတယ်။ဝေဖန်ရေးသမားတွေကတော့ဒီဖြစ်ရပ်ဟာပိုကြီးမှလည်းပြဿနာတစ်ခုကိုမီးမောင်းထိုးပြနေတယ်လို့ဆိုပါတယ်။ပေကျင်းဟာအမြောင်များထုတ်လုပ်နိုင်ပေမဲ့ယုံကြည်စိတ်ချရမှုကိုတော့အာမခံနိုင်ခြင်းမရှိပါဘူး။အရေးသွေးပိုင်းဆိုင်ရာပေါ်ဆမှုတွေဟာလက်နက်တွေနဲ့မကပါဘူး။မကြသေးမီက Boeing နဲ့ Airbus တို့ကဟာတရုတ် supplier တို့ကအရေးကြီးတဲ့လင်းရဲစိတ်ပိုင်းတွေအတွက်စံချိန်မမီတဲ့ titanium တွေကိုအတုလုပ်ထားတဲ့ထောက်ခံချက်လက်မှတ်တွေနဲ့ပေးသွင်းခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုလေကြောင်းအုပ်ချုပ်မှုဖွဲ့ FAA ကကြေပြန့်တဲ့စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီး Boeing ကိုထိခိုက်စေနိုင်တဲ့အစိတ်ပိုင်းတွေကိုစစ်ဆေးအစားထိုးဖို့ဖိအားပေးခဲ့ပါတယ်။ကုမ္ပဏီရဲ့အကြက်တဲစီမံခန့်ခွဲမှုကမြန်ဆန်ခဲ့ပေမဲ့ဒီရှုပ်တော်ပုံကစိတ်ပူစရာအမှန်တရားတစ်ခုကိုပေါ်လွင်စေခဲ့ပါတယ်။အချို့သောတရုတ်ကုမ္ပဏီတွေဟာအသက်အန္တရာယ်ထိခိုက်နိုင်တဲ့လေကြောင်းလုပ်ငန်းမှာတော့ဘေးကင်းလုံခြုံရေးကိုလှည့်လည်ရှုပြီးဖြတ်လန်းနီးသုံးတတ်ကြတယ်ဆိုတာပါပဲ။ပထမကြည့်လိုက်ရင်တော့တရုတ်ရဲ့ကာကွယ်ရေးစစ်မှုလုပ်ငန်းဟာအင်အားကြီးမားပုံပေါက်ပါတယ်။ ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့အဲ့ဒါဟာရုရှားနဲ့နောက်နိုင်ငံစနစ်တွေကိုပြန်လည်ဖြိုခွဲလည်လာပြီးပုံတူကူးတာအပေါ်မှာအကြီးအကျယ်မှီခုံနေရသေးဖြစ်ပြီးအခြေခံဤပညာတွေကိုမပိုင်နိုင်ပဲဒီအဲ့ဒီစနစ်တွေရဲ့အားနည်းချက်တွေကိုပါအမွေဆက်ခံနေရတယ်လို့ဆိုကြပါတယ်ယူကရိန်းစစ်ပွဲကတန်တရားတွေကိုပုံမနှဆိုင်စေခဲ့ပါတယ်ရုရှားရဲ့ S400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာတစ်ချိန်ကခေတ်အမီဆုံးလို့ကြော်ညာခဲ့ပေမဲ့ယူကရိန်းတပ်ဖွဲ့တွေက American ADA CMS ဒုံးကျည်တွေကိုတုံးပြီးအကြိမ်ကြိမ်ဖျက်ဆီးခဲ့ပါတယ် ပေကျင်းဟာသူ့ရဲ့ကိုပိုင် S400 တွေအတွက်ဒေါ်လာ3ဘီလီယံသုံးဆွဲခဲ့ပေမဲ့သူတို့ရဲ့ထိရောက်မှုပေါ်ယုံကြည်မှုကလှည့်မြန်စွာကျဆင်းနေပါတယ်။2019ခုနှစ်နဲ့2023ခုနှစ်ကြားမှာတရုတ်လက်နက်ဒေမိုမှုဟာကမ္ဘာစုစုပေါင်းရဲ့9.8%ခန့်လုံးသာရှိခဲ့ပြီးပြီးခဲ့တဲ့9နှစ်နဲ့နှိုင်းယှဉ်ရင်9.3%ခန့်လုံးကျဆင်းသွားခဲ့ပါတယ်။အဲ့ဒါဟာအမေရိကန်ရဲ့42%ရာခိုင်နှုန်းဝေစုနဲ့ရှင်းလိုက်ရင်အလွန်သေးငယ်ပါတယ်။တရုတ်ရဲ့ဖောက်သည်များစုဟာပါကစ္စတန်ဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းတို့လိုဝင်ဝင်နေတဲ့နိုင်ငံတွေဖြစ်နေသေးပါပဲ။ အများစုကဈေးနှုန်းသက်သာလို့ဝယ်ယူခဲ့ကြပေမဲ့ပြုပြင်ထိန်းသိမ်းရေးကအစ်စ်ဝယ်တာနဲ့တိတ်မကွာတော့ဖြစ်နေတာကိုတွေ့ရှိရတဲ့အခါစိတ်ပြတ်မှုတွေတိုးပွားလာပြီးပေကျင်းပေါ်ယုံကြည်မှုတွေညှော်နေလာခဲ့ပါတယ်။လေးလာသူတွေကတော့တရုတ်ရဲ့အကြီးမားဆုံးအားနည်းချက်ဟာစက်မှုလုပ်ငန်းစွမ်းဆောင်ရည်မဟုတ်ပဲဂျက်အင်ဂျင်လမ်းညွှန်စနစ်နဲ့ electronic စစ်ဆင်ရေးလိုအဓိကနည်းပညာတွေကိုမပိုင်နိုင်ခြင်းဖြစ်တယ်လို့ကောက်ချက်ချကြပါတယ်။ပေကျင်းဟာစရေးစွမ်းရည်ကိုထပ်ခါတလဲလဲကြွားလုံးထုတ်နေရှိပေမဲ့လက်တွေမှာတော့အားနည်းချက်တွေကိုသာတွေ့မြင်နေရပါတယ်။ မဟာမိတ်တွေကစိတ်ပြက်လာပြီးကမ္ဘာလုံးဆိုင်ရာယုံကြည်မှုတွေပျောက်ဆုံးလာတာနဲ့မျှတရုတ်ရဲ့ကြီးကျယ်ခမ်းနားတဲ့စစ်ရေးဇလံဟာတဖြည်းဖြည်းအနှစ်သာရမရှိဖြစ်လာနေပါတယ်။ကျေလောင်တဲ့ဝါဒဖြန့်ချီမှုတွေရဲ့နောက်ကွယ်မှာခက်ခဲတဲ့အမှန်တရားတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့အင်အားကြီးမားတယ်ဆိုတဲ့ပုံရိပ်ကိုယ်တိုင်ကထင်ရောက်ထင်မှားဖြစ်နေနိုင်တယ်ဆိုတာပါပဲ။အရေးအတွက်များပေမဲ့ရေသွေးညံဖြစ်တဲ့တရုတ်စစ်ရေးအင်အားရဲ့နောက်ကွယ်ကအမှန်တရားကတော့စက်ကူကြတတ်တတ်ပါပဲ။ American ကိုရှင်မြိုင်ဖို့အိမ်မက်ကတော့ရည်စရာတစ်ခုဖြစ်လာခဲ့ပါပြီ။ တရုတ်ကွန်မြူနတီဟာစည်ရေးအင်အားကနေတဆင့်တရုတ်လူမျိုးတွေရဲ့ကြီးမားတဲ့ပြန်လည်စမ်းသပ်မှုကိုကြွားလုံထုတ်ဖို့အခွင့်အရေးပေတော့မှလက်လွတ်မခံပါဘူး။ဒါပေမဲ့ဒီစကကြီးစကကြယ်ရီရဲ့တကယ်လက်တွေ့ဘဝအရှိနေပါတယ်။အရွယ်စားကြီးမားပေမဲ့ပြည်သူ့လူမျိုးရေးတက်မတော် PLA ဟာလေ့ကျင့်ရေးပစ္စည်းကရိယာထောက်ပံ့ပို့ဆောင်ရင်းနဲ့လူသားချင်းမြစ်တွေမှာဟာကွက်တွေရှိနေစေဖြစ်ပါတယ်။ခင်မီတိုက်ခိုက်ရေးတပ်ဖွဲ့ထံဆက်ကူကြားနဲ့ပို့တူနေပါတယ်။ကနေဒါနဲ့ဩစတြေးလျလိုနှိုင်းရှင်လိုရတဲ့နယ်မြေအခြေဝန်းရှိပေမဲ့ တရုတ်ရဲ့ PLA ဟာပြင်ဆင်မှုထက်ပြစ်ဒဏ်ပေးတာနဲ့ပူတူတဲ့လေ့ကျင့်မှုတွေကိုမနာတဲ့လှုံ့ဆော်နေပါတယ်။တရုတ်ရှိတောင်ပိုင်းကတရင်တစ်ခုဟာထင်ရှားတဲ့ဥပမာတစ်ခုပါပဲ။တပ်သားတစ်တယောက်ဟာအရက်185စင်တီမီတာကိုယ်လေးချိန်82ကီလိုဂရမ်နဲ့အစ်သေးဝင်လာပါတယ်။သုံးလကြာပြီးနောက်မှာတော့သူဟာ58ကီလိုဂရမ်ထိပိန်ချုံပြီးအယိုးပြိုင်ပြိုင်နဲ့မောပန်းနှွမ်းနေနေခဲ့ပါတယ်။လေ့ကျင့်ရေးကအဆုံးမရှိပြေးလွှားခြင်းတွေနဲ့လေပတ်နေပါတယ်။ GS နဲ့ပြစ်ခတ်လေ့ကျင့်မှုတိုင်းမတိုင်ခင်မီတာ400ပြေးရပြီးအနည်းဆုံး တက်သားတက်တွေကပူပြီးပတ်ပြေးရပါတယ်။ညနေလူစစ်ပြီးရင်မီတာ980ပြေးရပါတယ်။ညတိုင်းမှာဆိုရင်ဒိုက်ထိုးတရာထိုင်ထတရာနဲ့1ဘိုက်လေးချိန်ကန်တရာလောက်ရပါတယ်။သူတို့အောက်မှာခင်းထားတဲ့သတင်းစာဆိုရွှဲသားမှာလေးချိန်ကန်ပြီးတယ်လို့သတ်မှတ်ပါတယ်။လူများစုအတွက်တော့ဒီစီဇန်ဟာလေးချိန်ပြီးတာထက်နှိပ်စက်တာနဲ့ပူတူပါတယ်။အကျိုးဆက်တွေကိုခံမှန်းလို့ရပါတယ်။ဖြားနာနေတဲ့ကြားကလေးချိန်ရတဲ့တက်သားတက်တွေဟာအယိုးတွေကျိုးတဲ့အထိတသက်လုံးမတန်မဆွမ်းဖြစ်စေမဲ့အရွတ်တွေပြဲတဲ့အထိပြေးကြရပါတယ်။ စံချိန်မှအနေနဲ့အမေရိကန်တပ်ဖွဲ့တွေကတအူးချင်းနဲ့ကိုက်ညီတဲ့လေ့ကျင့်ရေးအစီအစဉ်တွေကျမ်းမာရေးစောင့်ရှောက်မှုနဲ့ဒဏ်ရာကာကွယ်ရေးတွေကိုဦးစားပေးပါတယ်။လေ့ကျင့်ရေးကကျန်းတမ်းပေမဲ့တိမ်မဲ့အဆင့်ထိဘယ်တော့မှမရောက်ပါဘူး။ရုပ်ပိုင်းဆိုင်ရာ PLA ဟာအများကြီးနောက်ကောက်ကျနေပါတယ်။စစ်သားတွေဟာစစ်ဘက်စံနှုန်းဟရအတော်အသင့်သာရှိတဲ့မီတာ1530အမြင့်ကိုတက်ဖို့တောင်ရုံးကန်နေရပါတယ်။စားနဲ့ရိတ်ခါတွေဆိုရင်လည်းတိတ်မကောင်းလာပါဘူး။မနက်စာအတွက်ပေါင်းထားတဲ့ပေါက်စီစံပြုံးတဲ့ပဲနို့ လေးလက်သာနဲ့ညသာအတွက်ထမင်းနဲ့ဟင်းသီးဟင်းရွက်နဲ့နဲ့အသားနဲ့ငယ်ကိုတိုင်ဆိုင်ဟင်းသီးဟင်းရွက်တွေနဲ့ဖြည့်စွတ်ထားတာတော့မှစစ်သားတွေဟာဒီနေ့ကိုအသား100ဂရမ်အောက်ပဲရရှိလေရှိပါတယ်။အာဟာရမပြည့်ဝမှုကြောင့်တပ်ဖွဲ့ဝင်အများပြားဟာတိတိတသားအားနည်းနေကြပါတယ်။စံကျင်မန်းအနေနဲ့ American စစ်သားတွေကမျှတာတဲ့အစားအစာစုံလင်တဲ့ဟင်းလျာရွေးချယ်စရာတွေနဲ့အားလက်ရက်တွေမှာအမဲသားသို့မဟုတ်ကြက်ဆင်အပါဝင် ကောင်းမွန်တဲ့အစားအစာတွေကိုရရှိကြပါတယ်။ထောက်ပံ့ပို့ဆောင်ရေးကြာရှုံးမှုတွေကအားနည်းချက်ကိုပိုဆိုးစေပါတယ်။ တောင်တရုတ်ပင်လယ်လေးကျင်ကန်တစ်ခုအတွင်းမှာမရိန်းတပ်သားတွေဟာတဲယူပို့ဆောင်ရေးလေရင်မလုံလောက်မှုကြောင့်ငတ်ပြတ်လူနီးပါးဖြစ်ခဲ့ရပါတယ်။တရုတ်ရဲ့ Y20 တဲယူပို့ဆောင်ရေးလေရင်တွေရှိပေမဲ့အရေအတွက်အလွန်နေပြီးဒါဇင်အနည်းငယ်သာရှိပါတယ်။ C5, C17 နဲ့ C130 တို့ပါဝင်တဲ့ American ရဲ့ကမ္ဘာလုံးဆိုင်ရာလေရင်အုပ်စုနဲ့ရှင်းလိုက်ရင် American စစ်တပ်ဟာတပ်မဟာတစ်ခုလုံးကိုပစ္စည်းကရိယာတွေနဲ့အတူစိတ်ကြိုက်ဖြန့်ကျက်နိုင်ပြီးကွင်းစင်စစ်ရုံတွေအတွက်ရဟတ်ယာဉ်တွေနဲ့ပံ့ပိုးပေးနိုင်ပါတယ်။ပေကျင်းမှာတော့နိုင်ရှင်ကြည့်ရင် တကယ်လက်တွေ့တာဝဲပြစ်ဖြန့်ကျန်နိုင်စွမ်းမရှိတလို့ပါပဲ PLA မှာပစ္စည်းကရိယာရေးသွေးကတကယ်ကိုစိတ်မချရပါဘူးကိုတဲ့တန်ကြက်ကတွေဟာစိတ်မချရတဲ့ပြင်ယွမ်းတစ်ထောင်တန်းကြီကာပြားတွေကတော့ဒဏ်ရာပြင်းပြင်းထန်ထန်ရစေနိုင်ပါတယ် GA8 တွေလက်တစ်ဖက်နဲ့ကန်ရတဲ့ရေဒီယိုလေးလိုချုပ်ရင်းကြက်တွေကရည်စရာကောင်းနေပြီးစိတ်မြပြင်းတွေ့ကြုံမရှိပဲနိုင်ငံခြားဒီဇိုင်းတွေကိုကူးချထားတာကြောင့်ပါအစိတ်မြနေပညာမှာလည်းကွာဟချက်ကြီးမားပါတယ်ဥပမာ American စစ်သားလိုက်မှာညကြီးကရိယာရှိပေမဲ့ PLA မှာတော့တစုလုံးအတွက်နှစ်ခုပဲထုတ်ပေးနိုင်ပါသေးတယ်။ PLA ရဲ့ရရှိအများစုဟာပညာရေးချင်းနှိမ့်ကြပြီးအစိမ့်မြက်လက်နက်တွေကင်တွယ်ဖို့အားနည်းနေပါတယ်။ဒါအပြင်ရရှိတွေဟာတပ်ဖွဲ့ဝဲတစ်ခုထဲမှာပဲယာဒူးတက်လေးရှိလို့ပူပေါင်းဆက်ဆင်ရေးအတွေ့အကြုံနဲ့ပါတယ်။နိုင်ငံရေးကော်မရှင်နာတွေရဲ့လွှမ်းမိုးမှုကအဆိုးဆုံးပါပဲ။ယာဒူးတို့ကလည်းစစ်မြေပြင်ဆုံးဖြတ်ချက်အထိသူတို့ကဝင်ရောက်ဆွတ်ဖက်ပါတယ်။လေးကျင့်ကျင့်ရဲ့၄၀ရာခိုင်နှုန်းလောက်ကိုနိုင်ငံရေးတွင်တင်ချက်တွေနဲ့ကုံဆုံးနေတာဟာ1989ခုနှစ် VNN စစ်ပွဲလိုတိုက်ပွဲတွေမှာဘေးတင်စေခဲ့တဲ့အမိန့်တွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလိုရက်ဆက်တဲ့လေ့ကျင့်ရေးတွေအားနည်းတဲ့ထောက်ပံ့ပို့ဆောင်ရေးတွေဉာဏ်ဖြင့်တဲ့ပစ္စည်းတွေပညာရည်ချင်းနိုင်ကြတဲ့အရာရှိတွေနဲ့နိုင်ငံရေးလွှမ်းမိုးမှုတွေပေါင်းစပ်လိုက်တဲ့အခါ PLA ရဲ့တိုက်ပွဲဝင်ယုံကြည်စိတ်ချရမှုကိုပြင်းပြင်းထန်ထန်ထိခိုက်စေပါတယ်။စစ်ပြန်ဟောင်းဝူလီချုံက CCB ရဲ့ဟန်ဆောင်မှုတွေကိုစိန်ခေါ်ပြီးတရုတ်စစ်သားတွေစီအိတ်ဖွင့်ပေးတာတစောင်းပေးပို့ခဲ့ပါတယ်။သူကစစ်သားတွေကိုမင်းတို့ဘုသူ့နိုင်ငံကိုတကယ်ကာကွယ်နေတာလေ နိုင်ငံကိုကာကွယ်နေတာလားဒါမှမဟုတ်ပါတီကိုစောင့်ရှောက်နေတာလားလို့ဓာတ်ရိုက်မေးခွန်းထုတ်ခဲ့ပါတယ်ဝူက PLA ဟာပြည်သူတက်မတော်မဟုတ်ပဲလောက်အားကတောင်းတဲ့အလုပ်သမားတွေနဲ့တရားမျှတမှုရှာတဲ့ចောင်းသားတွေကိုဖြိုခွင်းရတဲ့ပါတီရဲ့တည်ငြိမ်ရေးတန်စီယိုဖြစ်နေကြောင်းရှင်းပြခဲ့ပါတယ်စေရေးပြဝဲတွေမှာအမြောက်တန်တွေကြားရတဲ့အခါအုတ်ထုတ်ချွတ်ခေါင်းကုန်ပြီးအမှန်တရားအတွက်ဝန်းနေကြဖို့ပါတီအတွက်ဆက်မတိုက်တော့ဘူးလို့ရင်ထဲကနေအော်ဟစ်လိုက်ဖို့သူကတိုက်တွန်းခဲ့ပါတယ် ိုင်ငံတကာသုံးသက်သူတွေကဒီစာကိုတမိုင်းကိုပြန်လဲရေးသားဖို့ကြိုးပမ်းနေတဲ့ပေကျင်းရဲ့လုပ်ရက်ကိုဓာတ်ရိုက်ထုံးထက်လိုက်တာဖြစ်ရှုမြင်ပါတယ်။ထိုင်ဝမ်ရဲ့ Liberty Time သတင်းစာကစက်တင်ဘာလ3ရက်စရေးပြပွဲဟာဒေါ်လာ9.6ဘီလီယံနီးပါးကုန်ကြတဲ့နိုင်ငံရေးပြဆက်တက်တက်တာဖြစ်ကြောင်းဖော်ထုတ်ခဲ့ပါတယ်။ဒီငွေတွေကိုပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာသုံးစွဲရမယ်စာ CCP ကိုကုန်တင်မဲ့ဝါရဖြန့်ချီရေးပေါ်မှာမီးရှို့ပစ်လိုက်တာဖြစ်ပါတယ်။ပုံဆိုးတာကတော့ CCP ဟာဂျပန်ကိုဒေါ်လာရင်းမှာ စစ်တီ၃တန်းကျော်ကြာဆုံးမှုကိုဖျောက်ဖျက်ပြီးသူတို့ကိုသူတို့သာမန်တိုင်ဖြစ်လောက်ကြံဖန်တီးထားတဲ့တမိုင်း version အစ်စ်ကိုရန်လိုစွာတွန်းအားပေးနေခြင်းဖြစ်ပါတယ်။ဝူရဲစာကပြည်သူတွေသာစစ်မှန်တဲ့မိခင်နိုင်ငံဖြစ်ကြောင်းစစ်သားတွေကိုတတိပေးလိုက်တာပါ။တစ်ချိန်တည်းမှာပဲရှီကျင်းဖင်ဟာအတွင်းအာဏာသိမ်းမှုနဲ့ပြင်ပတိုက်ခိုက်မှုတွေကနေကာကွယ်ဖို့နျူကလ িয়ার ကရုတ်ချင်းကွန်ရက်ကြီးတစ်ခုကိုအပြေးလွှားတည်ဆောင်နေပါတယ်။ဒီနေရာတွေဟာအမေရိကန်ရဲ့အဆင့်မြင့်ကရုတ်ချင်းဖောက်ခွဲရေးဘုံးတွေကိုတောင်ခံနိုင်ရည်ရှိအောင်ဒီဇိုင်းထုတ်ထားပြီး စစ်ပွဲကာလမှာတော့ခေါင်းဆောင်ပိုင်းရဲ့ဆက်သွယ်ရေးမပြတ်တမ်းရှိနေဖို့အထူးနည်းပညာတွေနဲ့ချိတ်ဆက်ထားပါတယ်။2025ခုနှစ်ဇွန်လ22ရက်နေ့မှာ American ပြည်ထောင်စုဟာ Midnight Hammer လို့ခေါ်တဲ့တိကျပစ်ခတ်မှုတစ်ခုကိုလုပ်ဆောင်ခဲ့ပြီးအီရန်ရဲ့ Fordo Nuclear ဆက်ရုံကိုဖျက်ဆီးခဲ့ပါတယ်။ဒါဟာတရုတ်အကူအညီနဲ့အစိုက်တစ်ပိုင်းတိစောက်ထားတဲ့ကမ္ဘာပေါ်မှာအခိုင်အမာဆုံးကာကွယ်ထားတဲ့မြေအောက်အဆောက်အုံတွေကတစ်ခုဖြစ်ပါတယ်။တရုတ်စိုက်ဘာစစ်ဆင်ရေးစနစ်တွေနဲ့ AI ထောက်ကူပြုကုတ်ကဲမှုမော်ဂျူလ်တွေထားရှိတဲ့ဒီနေရာဟာ GBU 57ကရုတ်ချင်းဖောက်ခွဲရေးဘုံတွေကြောင်းမိနစ်ပိုင်းအတွင်းမှာပဲပျက်စီးသွားခဲ့ရပါတယ်။ဝါရှင်တန်ကဒီစစ်ဆင်ရေးကိုနောက်ဆုံးချိန်ထိလျှို့ဝှက်ထားခဲ့ပါတယ်။သူ့ရဲ့ရင်းနှီးသောမဟာမိတ်တွေကတော့အတိမပေးခဲ့ပါဘူး။ဒါကမစ်ရှင်ရဲ့တိကျမှုနဲ့စစ်ဆင်ရေးလုံခြုံမှုဘလောက်ရှိလဲဆိုတာကိုပြသနေပါတယ်။သတင်းစကားကအရှင်းလင်းပြသပါတယ်။ဘလောက်ပဲနဲ့ဆိုင်ပါစေဘလောက်ပဲအားဖြည့်ထားပါစေဘယ်နေရာခံတတ်မှအမေရိကန်လက်လမ်းမမီဘူးဆိုတာမရှိကြရဘူးဆိုတာပါပဲ။တရုတ်ကထောက်ပံ့ထားပြီးကိုပြောက်လေရင်တွေကိုထောက်လှမ်းနိုင်တယ်လို့ကြေညာထားတဲ့ အီရန်ရဲ့မီတာလိုင်းရေဒါတွေဟာ American F-35 တွေတိုက်ခိုက်တဲ့အခါအသုံးမဝင်ဖြစ်ခဲ့ပါတယ်။ဖြစ်ရပြီးမှာဘေကျင်းဟာအီရန်ကနေသူ့ရဲ့အကြံပေးတွေနဲ့လျှို့ဝှက်ပစ္စည်းတွေကိုအ мян ဆုံးပြောင်းရွှေ့ခဲ့ရပါတယ်။ CCP ပါတီကဘလောက်ပဲကြွားလုံထုတ်ပါသေး။ဖော်ဒိုတိုက်ခိုက်မှုကပုံမကျန်းတဲ့နဲ့အမှန်တရားတစ်ခုကိုတတ်တည်ပြလိုက်ပါတယ်။ဒီနေရာကိုသိလိုက်တာနဲ့တရုတ်ရဲ့အနက်ဆိုင်ဆုံးအမာခံစခန်းတွေတောင်စက္ကန့်ပိုင်းအတွင်းမြေပြင်နဲ့တပါးတွေဖြစ်သွားနိုင်ကြောင်းပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။